ခင်မီရေတပ်သင်းမော်တွေပေါ်ကမီးဘေးကာကွယ်ရေးအစီအမံများခင်မီရေတပ်သင်းမော်တွေကအရွယ်စားတွေပူကြည်လာပါတယ်နေပညာအစင်တန်းတွေလည်းပုံမြင့်လာပါတယ်ဒီလိုအခြေအနေနဲ့အတူဒဇီးစီးရဲ့ကုန်ကျစရိတ်တွေကလည်းဒေါ်လာဘီလီယံပေါင်းများစွာရှိနေတာပါဒီသင်းမော်ကြီးတွေရဲ့စနစ်တွေကလည်းရှုပ်ထွေးလာပါတယ်ဘလို့ပဲပြောပြောဒီသင်းမော်ကြီးတွေကိုအကြမ်းမြင့်တတ်မှတ်လို့ရတဲ့ကိစ္စလည်းရှိနေတာပါအဲ့ဒါကတော့အလေးချိန်ပေါင်ပေါင်းများစွာရှိတဲ့လက်နက်ခဲယမ်းတွေဒုံးကြီးတွေလောင်းသားတွေအပြည့်တင်ထားတဲ့ဆက်ရန်ရားကြီးဆိုတာပါပဲ လေရင်တင်တင်မော်ရီဆိုရင်ပို့ပြီးတောင်ဆိုပါသေးတယ်။လေရင်85စီးရဲ့အတွက်လောင်းစားစီးတွေကိုအပြစ်တူလောင်ထားရတာပါ။ဒီလိုတူလောင်ထားနိုင်လို့ပင်လယ်ပြင်ထဲမှာလားနေချီခုံပေါင်းပြီးစစ်စင်ရေးတွေကိုဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ဒီလိုတံမိုးကြီးလာတဲ့တင်မော်ကြီးတွေကိုရန်သူလက်ချက်နဲ့မပြတ်စည်းရအောင်အစင်းမြင်ကာကွယ်ရေးစနစ်မျိုးစုံလည်းတပ်ဆင်ထားရတာပါ။အဲ့ဒီအချက်ကစိုးရိမ်စရာဖြစ်ပေမယ့်အများရန်စိုးရိမ်ရတာကတော့တင်မော်ဘော်ကမီးလောင်မှုပါပဲ။မတော်တဆကြောင့်ပဲဖြစ်ဖြစ်ပေါ်စားလို့ပဲဖြစ်ဖြစ်ဘလို့ပဲမီးလောင်သည်ဖြစ်စေဆုံးရှုံးမှုကကြီးမားမှာပါ။ ။နောက်ပြီးဒီမော်တစီလုံးမှာလည်းမီးလောင်ရတဲ့ပစ္စည်းတွေအပြည့်ရှိနေတာဖြစ်ပါတယ်။စိုက်ကန်းကတ်ထားတော့မီးလောင်ရင်တော့ဒေါ်ပါသေးတယ်။ပင်လယ်ပြင်ထဲခုံပေါင်းရင်မီးလောင်ရင်တော့ဆုံရှုံမှုကပိုကြီးမှာပါ။တခြားဘယ်သူမှလည်းလာကူညီနိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်ဒီမော်ပေါ်မှာလိုက်ပါရတဲ့ဒူတိုင်းကမီးသက်တင်တန်းကိုတတ်ထားရပါတယ်။မီးတပ်သမားတွေအပြင် fighter jet pilot တွေကအစစပိုဆောင်ဝန်ထမ်းတွေအစုံအခြေခံမီးတပ်တွေကိုကျွမ်းကျင်ထားဖို့လိုအပ်နေတာပါမီးတပ်ပစ္စည်းတွေကိုလည်းကင်တွယ်တက်ရပါလိမ့်မယ် မီးတက်တဲ့ကိစ္စကတော့ရွှေရွှေထွေထွေမဟုတ်ပါဘူးမီးတောက်တွေကိုရေပိုက်နေဒါမှမဟုတ်တခြားမီးတက်စေတွေနဲ့အသုံးပြုပြီးမီးမပြန်ပွားအောင်အရင်လုပ်တာပါပြီးတော့မှအပီငိမ့်တက်ရတာဖြစ်ပါလိမ့်မီးတက်တာကိုထိထိရရလှုပ်ဆောင်နိုင်မှုအတွက်ဒီမော်တာတွေကစီစီလုံးလုံးစီးကြံ့ညီညီအလုပ်လုပ်ဖို့တော့လိုအပ်နေတာပါအဲဒီအတွက်လည်းမျိုးစုံသောမီးတက်လေးချင်ကြီးတွေကိုဆောင်ရွက်ထားကြရပါတယ်နောက်ပြီးအကအားလျော်စွာပြုလုပ်တဲ့တရုတ်ပြပွဲနဲ့စမ်းသပ်မှုတွေလည်းရှိနေတာပါ လေရင်တင်သင်မတွေမှာမီးလောင်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေအများကြီးရှိတတ်ပါတယ်။ဒါပေမဲ့အဓိကအကြောင်းကတော့လေရင်နဲ့ဆက်ဆက်တဲ့မတော်တဆမှုတွေပါပဲ။လေရင်အထက်အဆင်းမှာအချိန်မရွေးမီးလောင်နိုင်ပါတယ်။နောက်ပြီးလေရင်စီဖြစ်နေတဲ့အချိန်လေရင်မှာလက်နက်တက်ဆင်နေတဲ့အချိန်တွေမှာလည်းစိတ်မချရပါဘူး။ဒီလိုအချိန်မျိုးမှာမီးတက်ကရိယာတွေကိုအစဉ်သင့်ပြင်ထားရပါတယ်။တခခုဖြစ်လာတာနဲ့ချက်ချင်းငြိမ့်သက်နိုင်အောင်ပါပဲ။နောက်ပြီးအရေးပေါ်မီးလောင်မှုတွေဖြစ်လာခဲ့ရင်ဘယ်သူကဘာတာဝန်ယူထားတာလဲဆိုတာအဓိကမကြတော့ပါဘူး။အနည်းဆက်ဆုံးသူကမင်းငြိမ့်တက်ကြရပါတယ်။ မိသားယူနစ်ကိုစောင့်နေတာမျိုးလုံးဝမရှိကြပါဘူးဒီလိုစနစ်တွေကြောင့်ဆုံးရှုံးမှုသက်သာခဲ့တဲ့ဥပမာတွေလည်းရှိနေကြတာပါ2017ခုနှစ်လောက်တုန်းက FH10 တိုက်လေယာဉ်တစ်စီးကလေကျင်ရေးဆင်းနေကောင်းငင်ပေါ်မှာပဲမီးလောင်ခဲ့ပါတယ်။အဲဒါကြောင့်တင်မောက်ကုန်းဘက်ဘက်ကိုအမြန်ပြန်ဆင်းခဲ့ရတာပါ။ဒီအချိန်မှာအောက်မှာရှိတဲ့အဖွဲ့သားတွေကမီးတပ်ကရိယာတွေအထင်ကမ်းပြီးစောင့်ဆိုင်းနေခဲ့ပါတယ်။လေရင်ဆင်းလာပြီဆိုတော့ね FH10 တစ်စီးလုံးကိုမီးတပ်ဆေးအမြုပ်တွေနဲ့ဖုံးပေးလိုက်ပါတယ်။အဲဒါကြောင့်လေရင်တစ်စီးလုံးမီးလောင်မဲ့အချိန်တွေကနေလုကင်းခဲ့ရတာပါ။ နောက်ပြီးအရေးအကြီးဆုံးဖြစ်တဲ့လေရင်မှုကိုလည်းဘေးမတီရမခကဲတင်နိုင်ခဲ့ပါရင်မီးလောင်တဲ့ကိစ္စတိုင်းကိုတော့အဲ့လိုကြိုးစောင့်နေစရာမလိုပါဘူးကိစ္စတိုင်းမှာလည်းအဖွဲ့သားတွေကအသင့်ဖြစ်နေဖို့မလွယ်ပါဘူးအချိန်မရွေးမီးလောင်နေတဲ့ပြဿနာကိုကာကွယ်ဖို့တင်မော်တစီလုံးမှာမီးမပြတ်အောင်ဒီဇိုင်းထုတ်ထားတဲ့အလိုအလျောက်စနစ်တွေကိုလည်းတက်ဆင်ထားရတာပါမီလောင်မှုစတင်ပြီဆိုတာနဲ့အဲဒီစနစ်ကစပြီးအလုံးလုံးမှဖြစ်ပါတယ်။အဲဒီစနစ်တွေထဲမှာအရေးပါဆုံးတစ်ခုကတော့မီးသက်ဆေးအမြုပ်ထုတ်ပေးခြင်းဆိုတဲ့စနစ်ပါပဲ။ဘိုလိုဆိုရင်တော့ Fire Suppression Phone System လို့ခေါ်ပါတယ်။ အရိစနစ်ကိုအများအားဖြင့်တော့ဒေမော့ကုန်းဘက်အောက်ခန်းတွေမှာတပ်ဆင်ထားတာပါအရိစနစ်ကစက္ကန့်ပိုင်းတွင်မီးတပ်စေးအမြုပ်ဂါလန်ထောင်ပေါင်းများစွာကိုထုတ်လွှင့်ပေးနိုင်ပါတယ်အရိစနစ်ကအလိုအလျောက်အလုပ်လုပ်သလိုမန်နူရယ်တုံးလို့လည်းရနေတာပါအရာကတော့အခြေအနေပေါ်မူတည်ပြီးရွေးချယ်ထားရမှာဖြစ်ပါတယ်ကုန်းဘက်အပေါ်ပိုင်းမှာတော့ရေပန်းကောင်းတွေကိုနေရာအနှံ့တက်ထားတာပါအရာကမီးလောင်မှုတွေဖြစ်လာရင်အလိုအလျောက်အလုပ်ထလုပ်ပါတယ်ဒါမှမဟုတ်ဒေမော့ကုန်းဘက်ကိုဆေးကြောခြင်းတဲ့အခါမှာလဲအရိရေပန်းကောင်းတွေကိုဖွင့်ပြီးတုံးကြတာပါ ဒီစနစ်ရှိနေတာကအားသာချက်တွေလည်းရှိနေတာပါမီးလောင်မှုကိုကာကွယ်နိုင်ပါတယ်တန်ရှင်းရေလုံနိုင်ပါတယ်နောက်ပြီးစီဖက်ရင်လည်းရေပန်းဖွင့်ပြီးရှင်းလိုက်ရုံပါပဲနောက်ပြီးဓာတုဇီဝလက်နက်တွေနဲ့တိုက်ခိုက်ခံရတဲ့အခါမှာလည်းတုံးလို့ရနေတာပါမိဘကိစ္စနဲ့ပတ်သက်ရင်မလောင်ငင်တားဖို့ကအရေးအကြီးဆုံးပါပဲ။အဲဒါကြောင့်ခင်မီရေတက်တင်မော်တွေကမိဘကာကွယ်စနစ်တွေကိုလည်းအပြည့်တက်ဆင်ထားရပါတယ်။မိလောင်နိုင်ခြေရှိတဲ့အခြေအနေတွေကိုလည်း short ချထားရပါတယ်။ဒါပေမဲ့လည်းကြံဖန်ပြီးမိလောင်တတ်တဲ့ကိစ္စမျိုးတွေကလည်းရှိတတ်ပါတယ်။ရှိတတ်တာတွေမကပါဘူး။တကယ်လည်းရှိခဲ့ပါတယ်။ ရေတပ်သင်းမမေးလောင်မှုနဲ့ပတ်သက်ပြီးအမေရိကန်အတွက်အဆိုးအဝါဆုံးနဲ့လူသေရှင်ကြားအဖြစ်ရဆုံးဖြစ်ခဲ့တဲ့ကိစ္စကတော့ USS Bohemian Richard တင်မောကြီးပါပဲ။အဲဒီတင်မောကို1998ခုနှစ်မှာစာပြီးအသုံးပြုခဲ့တာပါ။ White Class တိုက်ခိုက်ရေးတင်မောဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့လေရင်တင်တင်မောအငယ်စားလေးပါပဲ။ဂုံးမောက်ကိုရောရေထဲကိုရောတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။တိုက်ခိုက်ရေးစွမ်းရည်အပြင်တပ်သားတွေ၊ကမ်းတပ်ရင်တွေ၊ရဟယင်တွေနဲ့လေရင်တွေကိုပါတည်ဆောင်နိုင်ပါတယ်။တိုက်ပွဲစုံကိုစစ်ဘက်ဆိုင်ရာရင်းမြစ်တွေပို့ပေးရတဲ့ကိစ္စမျိုးကိုလည်းလုံဆောင်နိုင်တာပါ။ အရွယ်အစားကတော့လေရင်တင်တင်မောတွေထက်သေးပါတယ်ဒါပေမဲ့တင်မောသား1100နဲ့မရိန်းတပ်သား2000လောက်ကိုတင်ဆောင်နေပါတယ်အရှေ844ပေးရှိပြီးအလေးချိန်ကတော့တန်4000လောက်ရှိနေတာပါအဲ့ဒီတင်မောကလည်းစစ်စင်ရေးတွေမှာကောင်းကောင်းအသုံးဝင်နေပါတယ်ဒါပေမဲ့ပြင်းထန်တဲ့မိလောင်မှုတစ်ကြိမ်ဖြစ်ပြီးတဲ့နောက်မှာတော့ဒီတင်မောရဲ့စိတ်ရည်ရင်ဘဝကလည်းအဆုံးသတ်ခဲ့ရတာပါပိုရင်နာဖို့ကောင်းတာကဘလို့မှမထင်မှတ်ထားတဲ့အချိန်မှာဒီကိစ္စကြီးဖြစ်ခဲ့ရတာပါပဲအဲ့ဒီတော့က2020ခုနှစ်ဇူလိုင်လ12ရက်ဖြစ်ပါတယ် ဒီတိမ်မောကသူ့ရဲ့အခြေဆိုင်စကမ်းဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆန်တီရီကိုမှစိုက်ကပ်နေတော့မှပဲပေါက်ကွဲမှုကြီးဖြစ်ခဲ့ရတာပါ။အဲဒီတော့ကတိမ်မောကိုပြုတ်ပြင်းဆောင်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။အဲဒါကြောင့်ပြုတ်ပြင်းအဖွဲသားတွေကလွဲပြီးကျန်တဲ့တိမ်မောသားတွေမရှိနေပါဘူး။ပိုးဆိုးကျင်တော့အဲဒီအချိန်မှာမိဘကာကွယ်စနစ်တွေကိုပိတ်ထားတဲ့အချိန်ဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပြုတ်ပြင်းမှုတွေလုံနေတော့ပါ။အဲဒါကြောင့်မိလောင်မှုကအချိန်ကောင်းနေပါတယ်။ ောက်ပြီးအစီရင်ခံစာတွေအရမီလောင်မှုကလောင်စာဆီနဲ့ခဲရန်တွေကြောင့်မဟုတ်ပဲစက်ကူအဝိနဲ့အဝိဆုပ်တွေကြောင့်ဖြစ်ခဲ့တာလို့သိရပါတယ်။နောက်ပြီးမီးစားလောင်တဲ့အချိန်ကိုဘယ်သူမှသတိမထားမိကြပါဘူး။ပြုတ်ပြင်းသမားတွေကသူ့အာယုံနဲ့သူရှုံနေကြကြတာပါ။နောက်ပြီးမီးအချိန်မြင်လာတော့မှသိခဲ့ရပါတယ်။ဒီအချိန်မှာတော့မီးငိမ့်တက်နိုင်ရင်နီလန်းမျိုးစုံတုံးခဲ့ကြရတာပါ။ဂုံးရီလေးမီးတက်သမားတွေကလည်းအဲ့ဒီတင်မောချင်းနာကိုစုပြုံရောက်လာကြပါတယ်။စစ်တပ်ရဲ့မီးတက်အပြင်ပုံမှန်မီးတက်သမားတွေလည်းဝင်ကူခဲ့ရတာပါ။ ။နောက်ပြီးမီးလောင်နေတဲ့သင်္ဘောပေါ်ကိုတက်ပြီးစုံစုံဆဆမီးငိမ့်တက်ရတာတွေလည်းရှိခဲ့ပါတယ်။မီးကုန်းငွေတွေကြောင့်အသက်ရှူမကျရအောင်အောက်ဆီဂျင်မှုပေါင်းများစွာကိုလည်းတုံးခဲ့ရပါတယ်။ဒီမီးလောင်မှုကြောင့်ဒေမတာ18ဦးနဲ့အရသားလေးဦးဒဏ်ရာရခဲ့တယ်လို့မီးငိမ့်တက်ဖို့ကြိုးစားနေချိန်မှာပဲနောက်ထပ်90ဦးလောက်ထပ်ပြီးထိခိုက်ခဲ့ရတာပါ။အဓိကကတော့အပူဟတ်တာနဲ့မီးကုန်းငွေတွေရှူမီလိုပါပဲ။မီးလောင်မှုကိုမီးသားရေရင်တွေကလည်းပတ်ချလေးကနေရေပိုက်နဲ့ဝိုင်းထုတ်ပေးကြပါတယ်။ ဆန်ဒီယေဂိုမိသက်ကားတွေကလည်းစိတ်ခံပေါ်ကနေရေဝိုင်းလောင်းပေးခဲ့တာပါ။ရဟတ်ရင်တွေကလည်းမိသက်စီအမြုပ်တွေတဲလာပြီးအပေါ်ကနေလောင်းချပေးခဲ့ပါတယ်။မိသက်သမားတွေကလည်းဝစ်ဆုံပြေဝစ်ဆင်ပြီးတင်းမော့ပေါ်တက်ကဆွန်ဆွန်ဆဆာငိမ့်တက်ကြပါတယ်။ဒါပေမဲ့မိတောက်ကအချိန်ကြီးလုံးတဲ့အတွက်အပူစားမှန်ရှာနိုင်ဖို့ခက်ခဲနေကြတာပါ။အတူတုံးပြောရရင်တော့အဲ့ဒီမီလောင်မှုက9ရက်လောက်နေရောညပါအင်တိုင်းအားတိုင်းဝိုင်းငင်းပြီးတော့မှငြိမ်းသွားတာပါပြက်စီးမှုစစ်စစ်ချက်တွေအရဂုံးဘတ်14ခုအနက်17ခုကရရစရာမရှိအောင်ပြက်စီးသွားပါတယ် အပူချိန်ပြင်းလို့တဲ့အထက်တန်တွေကောက်ခွေးကုန်ပါလေပြောရရင်ဒီသီမောကြီးကိုပြုတ်ပြင်ပြီးပြန်သုံးလို့မရတဲ့အခြေအနေဖြစ်ခဲ့တာပါအဲဒါကြောင့်ဒေါ်လာ1ဘီလီယံကျော်ရှိတဲ့စစ်ရေးရင်တစ်စည်းလုံးကိုဒီအတိုင်းဆုံရှုံခဲ့ရပါတယ် ဒီလိုကိစ္စမျိုးကိုစိတ်ကမ်းမှာမဟုတ်ပဲပင်လယ်ထဲခုံပေါင်းနေတုန်းဖြစ်ရင်တော့အတက်အန်ဒရယ်ဆုံးရှုံးမှုပိုကြီးနိုင်ပါ ರಿ ။တစ်ဖက်ကပြန်ကြည့်ရင်တော့ပင်လယ်ထဲခုံပေါင်းနေတဲ့အချိန်မိဘကာကွယ်စနစ်တွေလည်းဖွင့်ထားတဲ့အပြင်တင်မသားတွေကလည်းအချိန်ပြည့်အသင်းရှိနေတာကြောင့်ဒီလိုဖြစ်ချင်မှလည်းဖြစ်မှာပါ။ဒီဖြစ်ရဲ့ကြောင့်အမေရိကန်စစ်တပ်ကစစ်ရေးရင်စုတစ်ခုလုံးရဲ့မိသက်ကာကွယ်ကြိုတင်ပြင်ဆင်မှုအပေါ်ကိုပို့ပြီးအာရုံစိုက်ခဲ့ပါ ರಿ ။မိသက် unit ကိုလည်းဖွဲ့စည်းပုံပြောင်းလိုက်ပြီးအထူးလေ့ကျင့်ပေးခဲ့တာပါ။ ရေတပ်သင်းမပေါ်ကမိသားယူနစ်ကို damage control man တွေလို့ခေါ်ပါတယ်ပျက်စီးမှုထိန်းချုပ်သူများဆိုတဲ့အဓိပ္ပာယ်ပါပဲသူတို့ကအရေးပေါ်အခြေအနေတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတော့ပုံနာလေဖို့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုကြော်ဖြတ်ရပါတယ်တကယ်မီးအစ်စ်တွေကိုသုံးပြီးလေ့ကျင့်ရတာပါအဓိကကတော့ရေပိုက်ကင်တွယ်နည်းတွေဘယ်လိုအခြေအနေမှာဘယ်လိုမျိုးငြိမ့်တတ်ရမယ်ဆိုတဲ့နည်းပြဟာရီအဖွဲလိုက်ပူပေါင်းဆောင်ရွက်မှုတွေနော်ဇယ်မန်အစားထိုးလဲလဲရေလုံထုံးလုံနည်းတွေကိုကျွမ်းကျင်ထားဖို့လိုအပ်နေတာပါ နော်ဇယ်မန်ဆိုတာကတခြားတော့မဟုတ်ပါဘူးမီတာပိုက်ကိုရှေ့ဆုံးကခြင်ပြီးထိုးပြရတဲ့သူကိုပြောတာဖြစ်ပါတယ်အဲဒီလူကအပူဟတ်တဲ့အတွက်အမြဲမနေနိုင်ပါဘူးနောက်ကလွေနဲ့အစားထိုးပြီးအလဲကျဆောင်ရွက်ကြရတာပါနောက်ပြီးတင်းမပေါ်မှာမီတာရတာကမလွယ်လာပါဘူးတချို့နေရာတွေကတော်တော်လေးကျဉ်ကျပ်လာပါတယ်အဲဒါကြောင့်လှုပ်ရှားရတာခက်ခဲတယ်လို့အဖွဲလိုက်လှုပ်ဆောင်မှုဆိုရင်ပိုပြီးတော့ခက်ခဲနေတာပါ ဒါပေမဲ့ဘလို့အချိန်ဒီမှာပဲဖြစ်စီဒီမော်ဒစီလုံးကြောင်ကြောင်ကြားမကြံမီးတက်နိုင်အောင်လေ့ကျင့်ထားရပါတယ်။ဂျန်တဲ့ကိစ္စတွေကတော့တခြားမီးတက်သမားတွေလိုပါပဲမီးလောင်မှုဖြစ်တာနဲ့မင်းရဲ့ဘိုင်းတွင်းအဆင်သင့်ဖြစ်နေရပါတယ်။ပြောရရင်တင်းမော့ဘော်ကမီးပေးကိစ္စကပေါ်တည်တည်မဟုတ်ပါဘူး။အဲ့ဒီအချိန်တွေကိုဖြေရှင်းမှုအတွက်ပုံမှန်အားဖြင့်မပူပေါင်းတတ်တဲ့နိုင်ငံတွေတောင်မှတခါတရံမီးပေးလုံခြုံရေးလေ့ကျင့်မှုအတွက်ပူပေါင်းပါဝင်ကြရတာပါ။ဥပမာအားဖြင့် frack ကပူးတွဲလေ့ကျင့်မှုဆိုရင်ရုရှားသမ္မတတွေနဲ့ UK သမ္မတတွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာမျိုးဖြစ်ပါတယ် တခါတလေကြာရင်တော့ဒီလေ့ကျင့်မှုတွေကိုတင်မောပေါ်မှာတင်မကပဲကုန်းပေါ်ကလေ့ကျင့်ရဲ့အဆောက်အဦတွေမှာလည်းပြုတ်လောက်ကြတာပါအဓိကအားဖြင့်မိသက်ဆေးအမြုပ်တွေကိုကင်တွယ်နိုင်ဖို့ဖြစ်ပါတယ်လေရင်ကုန်းမအောက်ကအခန်းကြီးတွေမှာဒီအမြုပ်တွေကိုသုံးတက်ကြောင်းရှေ့မှာပြောထားခဲ့ပါတယ်အရိစနစ်ကမိသက်နိုင်တယ်ဆိုပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းအနှောက်အယှက်ပေးနိုင်ပါတယ်တခါတော့ကဆိုရင်အိုကလာဟိုမားပြည်နယ်မှာရှိတဲ့ဆေးအခြေဆိုင်စခန်းမှာတက်ဆင်ထားတဲ့မိသက်ဆေးအမြုပ်ကာကွယ်ရေးစနစ်ချုပ်ရင်းလို့အရိအမြုပ်တွေကထိမရအောင်ထွက်လာခဲ့တာပါ နောက်ဆုံးအဆောက်အုံအဖြစ်ဖြစ်သွားတာတွေမကဘဲအပြင်ဘက်ကိုရှံထွက်ခဲ့ပါတယ်။အပြင်ဘက်မှာရထားတဲ့ Black Hawk တိုက်ခိုက်ရေးရဟရင်၄စီးတက်က၃စီးကအမြုပ်တွေဝင်ပြီးပြုပြင်ထိန်းသိမ်းမှုတွေတော်တော်လေးပြန်လုပ်ခဲ့ရတာပါ။နောက်ပြီးအမြုပ်တွေကြားတဲ့လူတွေပိတ်မိနေရင်ကဲသေးသမားတွေအတွက်လည်းရှာထွေးဖို့မလွယ်လာပါဘူးဒီလိုအခြေအနေမျိုးမှာလည်းမိသားယူနစ်ကလူတွေကကဲတင်နိုင်အောင်လေ့ကျင့်ထားရပါတယ်လေ့ကျင့်ရေးအစားအသောက်တွေမှာအယုတ်တွေကိုကြာပန်းချထားပြီးအမြုပ်တွေနဲ့ဖုံးပြီးရင်တော့ကဲသေးသမားတွေကိုအဲ့ဒီနေရာမှာပြောပြပေးရအောင်ကဲခိုင်းတဲ့လေ့ကျင့်ကမ်းမျိုးပါပဲ အမြုပ်တွေရှင်းနိုင်ဖို့ကေသေးသမားတွေရဲ့အဓိကလက်နက်ကမီးတပ်ပိုက်ပဲရှိပါတယ်။အဲ့ဒီမီးတပ်ပိုက်နဲ့ရေတွေကိုခပ်ပြင်းပြင်းတစ်မျိုးခပ်ပြော့ပြော့တစ်မျိုးထိုးပြီးအမြုပ်တွေကိုရှင်းကလမ်းဖော်ရတာပါ။အမြုပ်တွေကိုရေထိုးရှင်းတာပြောလို့လွယ်တဲ့လောက်တကယ်လုပ်ရတာခက်ခဲပါတယ်။တကယ်အခြေအနေတွေမှာတော့ပိုပြီးတော့ခက်ခဲအောင်ပါ။ လေ့ကျင့်မှုတွေပြေဝနေတဲ့မိသက်သမားတွေမှာတာဘလို့အခြေအနေမျိုးအတွက်ဘလို့မျိုးရေနယ်ထိုးရမလဲဆိုတာကိုကောင်းကောင်းနားလည်မှာဖြစ်ပါတယ်။ဒီအမြုပ်တွေကကုန်းပေါ်မှာတုံးလို့အဆင်ပြေပေမဲ့ပင်လယ်ထဲမှာတုံးမယ်ဆိုရင်တော့ထည့်စင်းသားရမယ်အချက်တွေလည်းရှိနေတာပါ။အဲဒီထဲမှာဓာတုပစ္စည်းတွေပါနေတဲ့အတွက်ပင်လယ်ပြင်ရဲ့ခရီးစနစ်ထိခိုက်မှာကိုလည်းစိုးရိမ်ရပါတယ်။အဲဒါကြောင့်ဓာတုပညာရှင်တွေကပင်လယ်ပြင်မှာထိခိုက်နိုင်ခြင်းအ ਨੇ ဆုံးဖြစ်မဲ့အမြုပ်တွေကိုတီထွင်ခဲ့ရတာပါ။အချုပ်ပြောရရင်တော့မိဘအန်ဒရယ်ကရေတပ်သင်းမတွေအတွက်အကြီးမားဆုံးအန်ဒရယ်ဖြစ်နေစေပါပဲ အစင်းမြင့်မိဘကကွယ်စနစ်တွေတက်ဆင်ထားပေမဲ့မမြော်လင်ထားတဲ့အခြေအနေတွေအတွက်လဲဗပောင်းဆောင်ကပြင်ဆင်ထားရတာဖြစ်ကြောင်းဝေးများလာရင်ဗီဒီယိုလေးကိုညီကုန်ချောက်လိုက်ပါရီအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်